မြန်မာနဝချင်းတဲ့ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ်မီးယားဇလားကောင်းလေးတွေကိုနင်းစီရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစိုင်းဆရာဇီရနရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ငရဲဆိုတာဂျူနဲ့လားဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ Hey အောင်မောင်ဒီနေ့အစိုးရရေးတဲ့စိတ်မလို့လား။ ဟုတ်တယ်ကိုတာပင်ကြီးဒီလလုံးမစားလိုက်ရုံလေးရတာမဟုတ်လားမင်းမလည်းကလေးရီယာဘုံလေးလိုတန်းစီနေတော့သူများတွေတည်းပို့လို့ရတော့မှာပေါ့ကိုတာပင်ရဲ့စကားကြောင့်အောင်မောက်သဘောကျစွာရှိပြီးပိုက်ကိုဆွဲကကက်ဆက်မှာရှိတဲ့လှေစီကိုထွက်သွားခဲ့လိုက်လေတယ်အချိန်ကတဖြည်းဖြည်းကိုဆုံးလာတာနဲ့အမျှအောင်မောက်ရဲ့လေဝဲထဲမှာငါးတွေပြည့်လို့နေပါဖြစ်လာခဲ့တယ်ဒါကြောင့်လေဒီတကြိမ်ပိုက်ဆွဲပြီးပြင်တော့မယ်လို့စိတ်ကူးပြီးတော့ပိုက်ကိုဆွဲတင်လိုက်တဲ့အခါ အမတ်တရိုက်တွေငါးရိုင်နဲ့အတူတူလက်ငါးသိခန့်ရှိတဲ့အယုတ်တခေါ်ကပိုက်နဲ့ကပ်ပါလာတာကိုမြင်လိုက်ရတယ်။အောင်မောင်လည်းပိုက်မှညင်းနေတဲ့အယုတ်ကိုဖြုတ်ပြီးကြည့်လိုက်တော့ပလန်းနဲ့ထားတဲ့လူတယောက်ရဲ့ပုံကိုကျင်းနဲ့ထွစစ်ထားတဲ့အယုတ်ဖြစ်နေတာကြောင့်ဆွဲချင်းနဲ့ကိုပြစ်ထက်ကအိမ်ကိုယူလာခဲ့လိုက်တယ်။အရောက်တော့တနေ့ကိုပြင်မလာတဲ့အတွက်ထမင်းစားပြီးခေါင်းချလိုက်တာနဲ့ချက်ချင်းအိပ်ပျော်သွားခဲ့တယ်။အောင်မောင်ထားစားထားစားဘယ်သူလဲကွာ ိတ်နေတာမမြင်ဘူးလားထစားမှာကွာမင်းတို့ပြစရာရှိလို့ချင်းအောင်ဘေးကနေခွန်နေတဲ့အတန်ကြာထထိုင်ပြီးကြည့်လိုက်တော့အသက်30ရွယ်လူတယောက်ချင်းအောင်ရဲ့အပြင်ဘက်မှာငုတ်တုတ်ထန်းနေတာကိုမြင်လိုက်ရပါတယ်မင်းမင်းဘယ်သူလဲငါရဲ့အိမ်ထဲဘလုံးလုံးရောက်နေရလဲကွာမင်းမင်းငါ့ကိုခေါ်လာတာလေလာစားမှာကွာအပြင်ထွက်လာခဲ့အောင်မောင်းကချင်းအောင်ကိုလှမ်းပြီးထွက်လာခဲ့တာအိမ်အပြင်ရောက်တဲ့အခါမှာတော့ လက်လက်ဆက်ဆက်ဖမ်းထားတဲ့ငါးတွေကိုချင်းတွေထဲထည့်ထားတာတွေ့လိုက်ရတယ်။ဒီငါးတွေကဘသူဟာတွေလဲ။ဒါရီယာမနှက်ပြန်မင်းရမဲ့ငါးတွေပဲ။မဖြစ်နိုင်တာမပြောပါနဲ့ဗျာ။ကြောက်လှိတ်တေးသေးလေးကဒီလောက်များတဲ့ငါးတွေဘလို့ဆက်မှာလဲ။ဖြစ်အောင်လုပ်လို့ရတယ်ကွာ။ဒါပေမဲ့မင်းနဲ့ငါအပေးယူလုပ်ရမယ်။ဘယ်လိုအပေးယူလဲပြောပါဦး။ငါကမင်းကိုငါ့ရဲ့အများကြီးအောင်ကူညီပေးမယ်။မင်းကငါ့ကို channel မှာနေစရာဆောက်လုပ်ပေးရမယ်။ ငါတို့ဒါအများကြီးရလို့ကတော့နေစရာရောအိတ်စရာပါလှုပ်ပေးမယ်ဗျာဒါဆိုရင်မင်းက်ပြငါဖမ်းထွက်တဲ့အခါမှာလှိကြီးကြီးတစည်းတာငှားလာခဲ့နောက်ပြီးတော့ညနေကမင်းရတဲ့အယုတ်ပါယူလာခဲ့နော်အဲ့ဒီအယုတ်ရတာကိုခမရဘလို့သိရလဲဘလို့သိဆိုရင်ငါအဲ့ဒီအယုတ်ထဲမှာနေနေတာလေငါနမေကမောင်ပလိုင်းတို့ခေါ်တယ်အေးနော်သူများလေငါပြီးငါမရလို့ကတော့ခမရကိုပင်လဲတဲ့ပြန်ပြစ်ထုတ်လိုက်မယ်အောင်မောင်ရဲ့စကားကြောင့်ရက်နေတဲ့လူက မျက်နှာအနှဲငယ်ပြတ်သွားပြီမဲ့ဟန်မပြတ်ပြန်ထင်းလိုက်ပြီငါ့ကိုရုံစမ်းမှာကွာလို့ပြောကပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီချိန်အောင်မောင်းလဲအိမ်နေရာကနေလန်နိုးလာပြီးတော့ထူးဆန်းတဲ့အိမ်မက်အကြောင်းကိုစဉ်းစားနေခဲ့တယ်မနက်မိုးလင်းတော့ဆုထားတဲ့ငွေနဲ့လှေကြီးတစ်စီးကိုငှားပြီးပင်လယ်ပြင်ဘက်ကိုတယောက်တည်းထွက်လာခဲ့လိုက်တယ်ရွာနဲ့ခလန်လောက်ကိုရောက်တော့လှေပေါ်ပါလာတဲ့ပိုက်ကိုချဖို့လို့ဒီနေရာမှာငါမရှိဘူးဝဲခွေဘက်ကိုသွားဆူတဲ့အတန်ကိုလှေဦးထိတ်ကနေကြားလိုက်ရတယ် အတမဲကြပြီအကောင့်ထဲမမြင်ရတဲ့အတွက်အောင်မောင်းတကောလုံးစက်သိမ်းဝင်းညင်းတွေထောင်တက်လာခဲ့တယ်။ဟေ့။ငါပြောတဲ့အတိုင်းလုပ်လေကွာ။ခဏနေငါ့အောက်ကနေရာပြောင်းတော့မှာကွာ။စိတ်မရှိတဲ့အတန်နဲ့ပြောနေတာကြောင့်အောင်မောင်းလှော်တက်ကိုဘေးတစ်ဖက်ကိုဆွဲလို့ဝဲကွေးဘက်ကိုလှော်သွားခဲ့လိုက်တယ်။မကြမီအချိန်တည်းဝဲကရဲ့ငယ်တွေပေါ်တဲ့နေရာကိုလှမ်းမြင်ရတဲ့အကွာဝေးကိုရောက်လာခဲ့တယ်။တိုက်ချတော့အတန်အော်ကြီးကလှေဦးထိတ်ကနေထွက်ပေါ်လာတာကြောင့် အောင်မောင်လက်ထဲကင်ထားတဲ့ပိုက်ကိုဝိုက်ပြီးပြစ်ချလိုက်တယ်။ရေလုံငန်းလုတ်ကန်လာတာနှစ်ကြာနေပြီဆိုတော့ပိုက်ကဆောင်းဝိုင်းသဖွယ်ကျသွားပြီးပြန်ဆွဲတင်တဲ့အခါမှာတော့ပိုက်ထဲမှာတစ်ဖြက်ဖြက်လူးလုံပြီးပါလာတဲ့ငါးတအုပ်ကိုမြင်လိုက်ရတယ်။ဟေးငါ့ကိုကြည့်ရမနေမတော့ပါလား။အောင်မောင်ဝမ်းသာအားရအော်ဟစ်ပြီးပိုက်ကိုလှေဝဆွဲတင်ငါးငါးရီကိုတကောင်ချေဖြုတ်နေခဲ့လိုက်တယ်။ဒီလိုနဲ့နေမို့မတည့်ခင်မှာပဲအောင်မောင်ရဲ့လှေထဲမှာငါးရီအပြည့်ဖြစ်သွားခဲ့တာကြောင့် ဆက်မဖမ်းတော့ပဲရွာကိုပြန်လာခဲ့တယ်။အောင်မောင်ဟာဒီနေ့မျိုးမျိုးမြက်မြက်လေးရလိုက်တဲ့အတွက်အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်လာခဲ့တယ်လို့ညကျရင်အပန်းဖြေဖို့အတွက်အရက်နှလုံးကိုလည်းဆွဲလာခဲ့တယ်။ညရောက်တော့အေးရှိကုပြက်မှာအရက်ထန်တောက်နေတဲ့ချိန်ခြံစည်းအိုးထောက်မှာသူ့ကိုလက်ရက်ခေါ်နေတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ်။ဒီလူကအိမ်မက်ထဲကလူများလား။အောင်မောင်တီးတိုးရေရုပ်ပြီးတော့ခြံနောက်ကိုထပါတော့အမောင်ထဲမှာရင်းနေတဲ့သူကမပြောမစုံနဲ့ဇပုတ်ကိုဖြောင်းကနေမြောင်ရိုက်ချလိုက်တယ်။ မင်းကတဘောစားသမားပဲကွာမင်းကြတော့တောက်လိုက်စားလိုက်နဲ့အစင်ကိုပြေးလို့ငါ့ကိုကြတော့ကျွေးမွေးရကောင်းမှမသိဘူးမင်းလိုကောင်းကိုကိုညီပေးမိတာကွာမှားတာပဲမဟုတ်ပါဘူးဗျာကျုပ်ကခမရကိုအခုလိုကျွေးမွေးရမှမသိခဲ့လို့ပါအခုခမရဘာစားခြင်းလဲကျုပ်မဖြစ်ဖြစ်အောင်လှုပ်ပေးမှာအေးငါအရက်နဲ့ကြက်ကြော်စားခြင်းနဲ့ရစေရမယ်ခဏလေးစောက်အောင်မောင်ကသူ့တောက်ဖို့ဝယ်လာတဲ့အရက်ဝလေးကိုဖယ်ပြီးတော့ အိမ်မှာမွေးထားတဲ့ကြက်တကောင်ကိုရိုက်တက်ပြီးတော့ချက်ချင်းကြုံလို့ပေးခဲ့တယ်။ဒါအောင်မြင်တဲ့မိမဖြစ်သူကအံ့ဩတဲ့လေတန်နဲ့"ကိုအမောင်ညာကြီးမို့ချုပ်ကြက်တက်နေပါလား။ဘာလို့မလုပ်လဲ။နင်းအตาနေစမ်းပါဟာ။ငါဘာလို့လုပ်ဝင်မပါနဲ့။အောင်မောင်ကမိမဖြစ်သူကိုမှန်မဲပြီးတော့နီရဲ့ကြွရနေတဲ့ကြက်ကြော်ကိုဖက်နဲ့လုံးကအိမ်ရှိကိုထွက်လာခဲ့တယ်။ကြက်ကြော်ပူပူနွေးနွေးနဲ့အရက်ကိုစိတ်တိုင်းကြတောက်ပါဗျ။တောက်လို့စားလို့ပြင်းလေ။ ငါဖမ်းတဲ့နေရာမှာကုညင်ပေးပါအောင်လို့ပြောရင်ခြံစည်းရိုးတောက်မှာအရက်နဲ့ကြက်ကြော်ကိုချထားခဲ့တယ်။ကိုတရားညလောက်ကြတော့အရက်ပလင်းကခြံနောက်ကနေအောင်မောင်းထိုင်နေတဲ့ကိုပြစ်ဘက်ကိုလှိမ့်လာတာကြောင့်ထားကြည့်လိုက်တော့ကြက်ကြော်ထည့်ထားတဲ့ဖက်ပေါ်မှာအယိုးရဲနောင်မရှိဖြစ်နေတာကိုမြင်လိုက်ရတယ်။ဒီလိုနဲ့အောင်မောင်းပင်လယ်ထဲကနေရလာတဲ့ငါဖမ်းသမားရုပ်လေးကြောင့်နေချင်းညချင်းအစ်စ်ပြေးလာသလိုလေသေးသေးလေးကနေစက်တက်လေးဝန်းနိုင်တဲ့အချိန်လေးထိဖြစ်လာခဲ့တယ်။တရက်မှာတော့အောင်မောင်းအိပ်ပျော်နေတဲ့ချိန် လားလွယ်ထားတဲ့လူကရောက်လာပြီ။အောင်မောင်အခုအစပြီးတော့ငါဖန်တဲ့အလုပ်ကြီးဝမွေးတဲ့အလုပ်ကိုလုပ်ရမယ်။ငွေထားတဲ့ဝက်တွေကိုလည်းကိုယ်တိုင်တက်ပြီးရောင်းကွကြားလား။ကျုပ်ကငါပဲဖန်တတ်တာလေ။ဝမွေးတာတော့မလုပ်ဘူး။ငါပြောသလိုလုပ်စမ်း။မင်းကအရန်ကိုစကားများတဲ့ကောင်။ဒါဖြစ်လဲပြီးရောဗျာ။ဒါနဲ့ဝက်သားပေါက်တွေကဘယ်မှာသွားယူရမှာလဲ။ယူစရာမလိုပါဘူး။ မနေ့ပြန်ကြရင်ရွာထဲကိုဝက်ပေါက်တွေကိုအုပ်ပြက်လာရောက်ပေးတဲ့သူလာလိမ့်မယ်။သူပြောတဲ့ဇေယျကိုမစစ်ပဲအပြက်ဝဲလိုက်။ပြီးရောဗျာ။ဒါနဲ့ဒီအပိုင်းငါ့တွေတိတ်မရအောင်နော်။မရဆိုပင်လယ်ထဲမှာနေတဲ့အဆယ်ပြူးပြူးနဲ့ကောသူ့ငါ့တွေကိုငါကမောက်တင်လို့စိတ်ဆိုးနေတာကွ။ဒါကြောင့်လဲမင်းကိုငါဖက်တာခဏနားခိုင်းတာကွခမရပြောတဲ့အတိုင်းလုပ်လိုက်မယ်ဗျအောင်မောင်းကပတ်စံရရင်အကုန်လုံးလုံးမှာအောင်မောင်းရဲ့စကားအဆုံးမှာတော့ ပလိုက်လွယ်ထားတဲ့သူဟာမင်းနဲ့နေရသွားချွချွနေပေါ့အောင်ရီပြီးပြောက်ွယ်သွားခဲ့တယ်။နောက်ရကြတော့ရွာထဲကိုဝက်သားပေါက်တွေအုပ်ပြက်လာရောက်တဲ့သူတွေရောက်လာတာကြောင့်အောင်မောက်လက်ထဲရှိသမျှငွေတွေနဲ့မျက်စိမိတ်ဝဲပြီးဗမွေးချင်းအလုပ်ကိုစတင်လုပ်ကင်ခဲ့တယ်။အာဟုသူနဲ့အကျိုးပေးတဲ့အောင်မောက်လည်းလုံသမျှစီးပွားရေးတွေအကုန်အောင်မြင်လာသလိုရွာထဲမှာလည်းအတန်အသင့်နေရာရထားခဲ့တယ်။ပတ်စံလေးရှိလာတော့ရွာဖျားဝဲလုံမယ်ဆိုလဲအောင်မောက်ကငွေကိုဟောက်ကနေဟောက်ကနေပေးသလိုတခြားတာရင်နိုင်ရီတွေလုံမယ်ဆိုလဲ အောင်မောင်းကထိတ်ဆုံးကနေပါဝင်ခဲ့တယ်။ရွာသားတွေကတော့အလိုတက်မှရရော့တဲ့အောင်မောင်းကိုချီချူးသဘောကျနေတယ်ဆိုပေမဲ့သဘောမကျတဲ့လူတယောက်ကတော့ရှင့်နေခဲ့တယ်။သူကတော့မောင်းပလိုက်။တနေ့ကဝက်ချံတွေလိုက်ကြည့်ပြီးပြင်ပန်းနေတာကြောင့်အင်းရှိဝရဏာမှာထိုင်မေးအရက်တောက်နေတဲ့အချိန်ပလိုက်တလုံးလွယ်ထားတဲ့လူတယောက်ခြံစည်းကိုတောင်းကနေဆောက်ငါအောင်ငါနဲ့ထွက်လာတယ်။ဟဲ့အောင်မောင်းမင်းကအတန်နဲ့ပြောထားတာကိုဘာလို့ထက်လို့ရတာလဲ။ကျုပ်ကဘာလို့လို့လဲ။ ရွာထိပ်ကဖျားဝဲအတွက်မင်းငွေတွေလှူလိုက်တယ်ဆိုဟုတ်တယ်လေမင်းကကုသိုလ်လုံးလို့စီးပွားတက်မှာမဟုတ်ဘူးအကုသိုလ်လုံးမှစီးပွားတက်မဲ့ကောင်ကဘာလဲအခုမင်းကငါ့ကိုအားခဲချင်နေပြီလားကျုပ်ကဒီဘက်မှာနေရလေဗျာအလူကတော့မထက်လို့ဘယ်ကောင်းမှမလဲအောင်မောင်မင်းငါ့စကားနားမထောင်ရင်ဘယ်လိုအဖြစ်ဆိုးတွေကြုံရမယ်ဆိုတာစောင့်ကြည့်နေလိုက်မောင်ပလိုင်းကမျက်တောင်နေနဲ့စိုက်ကြည့်ကပြောရင်သူနေထိုင်တဲ့ခြံနှောင်းကိုထွက်သွားခဲ့တယ် ။အမောင်လည်းသူ့အလူငွေတွေထည့်တိုင်းစိတ်ဆိုးမှန်ဆိုလာလာပြော့တက်တဲ့မောင်ပလာကိုစိတ်ထဲမထားတော့ပဲ။နောက်နဲ့အရက်နဲ့အမြည်ပသလာရင်စိတ်ဆိုးပြစ်သွားမှာပါလို့တွေးပြီးတော့ခပ်ပေါ့ပေါ့ပဲနေခဲ့လိုက်လိမ့်တယ်။နောက်တနေ့နေ့လည်ရောက်တဲ့အခါမှာတော့ငါးဖက်လီနဲ့လိုက်သွားတဲ့မောင်ပုတူတို့အလောတကြီးပြောင်းလာခဲ့တယ်။ကွာမောင်မောင်တရမောင်တရရင်းနေနေလို့ဗျ။တရဘာဖြစ်သွားသေးလဲ။မောင်ပုတိုရဲ့စကားကြောင့်အောင်မောင်ရောအိမ်သားတွေပါပြစ်ထွက်လာပြီးလှေစိတ်ကိုသွားကြည့်တော့ တရစ်လေမင်းမျောနေတဲ့ตาအကြီးဖြစ်သူတီဟောက်ကိုမြင်လိုက်ရတယ်။ပုတို့ငါตาဘလို့ဖြစ်တာလဲ။တီဟာငါဖမ်းပိုက်တွေဖြုတ်သိမ်းတဲ့အချိန်သူကိုယ်တိုင်လောက်မယ်ဆိုပြီးရေထဲဆင်းသွားတာ။အဲ့ဒီမှာသူ့ခြေထောက်ကိုတရရောက်ကဆွဲပြီးတော့ရေထဲနစ်နေတဲ့ပုံစံမြင်လိုက်ရတာပဲ။ကျွန်တော်တို့လည်းချက်ချင်းရေထဲဆင်းပြီးပြောက်ဆွဲပြီပဲ။တီဟောက်ကိုဘလို့မှဆွဲမနိုင်အောင်။နောက်ဆုံးရေမုံပြီးတော့တရစ်လက်ကမှပြက်ဆဲတင်လို့ရခဲ့တာ။အခုတီဟာဘလို့နေသေးလဲ။အတက်အနေရောမရှိတော့ပါဘူး။ ါပေမဲ့တတိတော့လက်နေသေးတယ်။အောင်မောင်းကတာဖြည့်သူကိုချက်ချင်းစေးအောင်ပို့ဖို့စီစဉ်နေတဲ့အချိန်လှူထိတ်မှခါထောက်ပြီးတော့သူ့ကိုစိုက်ကြည့်နေတဲ့မပလိုင်းကိုမြင်လိုက်ရတယ်။စေးအောင်နဲ့အိမ်ကိုခါတော့ခောက်ပြန်ပြင်းနေရတဲ့အတွက်ညတကောင်အချိန်ရောက်မှတော့အောင်မောင်းတယောက်လက်ပန်းကြကအိပ်ပျော်သွားခဲ့တယ်။အောင်မောင်းထသာထသာခြေထောက်ကိုကံပြီးနှိုးနေတဲ့အတက်ကြောင့်မတ်တက်ထားရလိုက်တော့သူ့ကိုထီမီတီနဲ့မျက်နှာနဲ့စိုက်ကြည့်နေတဲ့မပလိုင်းကိုမြင်လိုက်ရတယ်။ ်ခမားเจ้าသားကိုအခုလိုဖြစ်အောင်လုပ်ခဲ့တာမဟုတ်လားအေးမင်းကငါပြောတာမှနားမထောင်တာဒါကြောင့်မှတ်နာအောင်ပညာပေးခဲ့တာပဲခမားဗျာစကားပေါ်ပြီးပြောနေနဲ့ဒီနေ့ကစပြီးငါ့ကိုအာခံလို့ရတော့မင်းရောမင်းရဲ့မိသားစုပါဒီချက်ဆိုတဲ့အဖြစ်တွေကြောက်ရမယ်သာမှတ်ဒါဖြစ်ကြောက်ဘာလို့ရမှာလဲအခုတို့အလုံးမဲ့နှမမင်းလုံးရမယ်ဒါဆိုရင်အောင်မောင်းဆိုတဲ့မင်းကဒီတနေ့လုံးမှာជីជីတဲ့ချမ်းသာစေရမယ်ကွာ အောင်မောင်းလဲမောင်ပလိုက်ရဲ့ချမ်းသာစေရမယ်ဆိုတဲ့စကားကိုဘဝင်ကြသွားပြီ။နောက်ရက်ကစလို့အောက်ကုတို့အလုံမှန်သမျှကိုတိန်ကျုံလှုပ်ပါလေရော။အောင်မောင်းကမောင်ပလိုက်ရဲ့အကူအညီနဲ့နေချင်းညချင်းစုစုလို့ကြည်ပွားတိုးတက်လာတော့နေ့နေငယ်အတွင်းမှာပဲငါးဖက်လှေတွေအပြင်ဝတ်သက်ယုံနဲ့လက်ညှိုးထိုးမလဲဖြစ်လာခဲ့တယ်။အောင်မောင်းကသူ့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့မောင်ပလိုက်အတွက်ချီးကျယ်ခံထားတဲ့နှကွန်းတစ်ခုကိုစလုပ်ပြီးတော့ကိုးကွယ်ပသခဲ့တယ်။ဒီလိုနဲ့တရက်မှာတော့အောင်မောင်းတို့နေတဲ့ရွာကိုပျောကကူးတဲ့ဆရာလို့လို့ ဘေးနော့ဆရာလိုလိုလူ၃ယောက်ရောက်လာခဲ့တယ်။ဆရာ၃ယောက်ကမရှိစင်းရဲသားတွေကိုအခမဲ့စေကုသပေးပြီးတော့သူတို့ကုသပေးတဲ့ယောဂမန်သမီးခန္ဓာလေးအတွေ့ပြောက်ကဲတက်တာသွားတယ်ဆိုတဲ့သတင်းရလဲခိုးလေးတကြောကြောဖြစ်လာခဲ့တယ်။ကိုအမောင်ရွာထဲမှာနည်းလဲဆေးဆရာတွေရောက်နေတာကိုရှင်းချမိတယ်မဟုတ်လား။မိမဖြစ်သူရဲ့စကားကြောင့်ထမွေစပွဲပေါ်မှာအရက်တောက်နေတဲ့အောင်မောင်မျက်လုံးပြင်းကြည့်ပြီးအေးကြားတယ်လေဘာဖြစ်လို့လဲ။ မနေ့ကျရင်ကျုပ်ရဲ့ဒူးနာယောဂလေးသွားပြမလို့ပေါ်ပေါ်ပဲပဲဆေးဆရာတွေနဲ့ပြစရာလားမြို့ပေါ်တက်ပြမှာပေါ့ဟရှင်အားလည်းအလုတ်တစ်ဖက်နဲ့ဆိုတော့မြို့ပေါ်တက်ဖို့ကအဆင်မပြေနိုင်လို့ဒါကြောင့်ရွာထဲမှာသွားပြကြည့်မလားလို့မင်းသဘောကအဲ့ဒီဘက်ကိုစစ်တန်နေတယ်ဆိုတော့လည်းသွားပေါ့ကွာငါတော့မနေ့ကျရင်အလုတ်ရှိလို့မလိုက်ပေးနိုင်ရပါတယ်ကျုပ်မဲအဲ့ကိုခေါ်သွားလိုက်ပါမယ်မိမဖြစ်သူရဲ့စကားကိုအောင်မခေါင်းညက်ပြပြီးတော့ ခွက်ထရအရက်လက်ကျန်ကိုခွက်ကနဲ့မွှားချလိုက်တယ်။နေရထန်းတပြားလောက်ရောက်နေပြီဖြစ်တဲ့အတွက်ရွာလက်ဓမယုံပေါ့ကိုအပူရှင်ကတက်ဆိုင်မမှန်ထိုးစင်ချလာခဲ့တယ်။မေငါတို့အလဲမရောက်သေးဘူးလား။ရောက်တော့မယ်ကြီးမေခဏလေးပဲလိုးတော့တာ။မေအေးကလူအုပ်ချားလေးကနေအော်ပြောပြီးတော့အနားကိုပြေးလာခဲ့တယ်။ကြီးမေမေအေးတို့အလဲရောက်ပြီ။လာလာလာ။ဒေါ်မေရီလည်းသူ့လက်ရောက်ပြီဆိုတာကြောင့် ထံရကနေထပြီးတော့မှဆေးဆရာရဲ့အရှိကိုတက်လာခဲ့တယ်။ဆေးဆရာတွေကအလဲမှာထိုင်နေတဲ့တယောက်ကဒေါ်မေရီယိုမြင်တော့မျက်လွန်ကိုပြင်းကြည့်ပြီ။ဘာဖြစ်တာလဲတော့ရင်ဒူးစစ်ကစစ်ကနဲ့စစ်ကနဲ့ကပ်ပြီးနားနေတာဆရာ။ဆေးဆရာဒေါ်မေရီရဲ့စကားကြောင့်ဒူးစစ်ကိုချိန်နဲ့တွလိုက်တော့အမလီနားလိုက်တာရှင်။ကျောက်ကထိအောင်မဲထိလိုက်တာ။ဘလို့ဖြစ်ပြီးနားသွားတာလဲ။မသိဘူးဆရာ။ ချိန်နဲ့ထိတာနဲ့ကြစ်ဆက်နဲ့အတုခံလိုက်ရတဲ့လို့ဖြစ်သွားတာပဲ။ဒေါ်မေရီရဲ့စကားကြောင့်စေးစရာ၃ယောက်အချင်းချင်းကြည့်ပြီးလိန်စိနဲ့တောက်စီတော့ပေးလိုက်မယ်။မနက်မှမတက်တာရင်တော့တခြားနည်းနဲ့ကိုရတော့မှာပဲလို့ပြောပြီးတော့စက်ကူနဲ့ထုတ်ထားတဲ့စေမောတချို့နဲ့စီမံတပုတ်ကိုကမ်းပေးလိုက်တယ်။ဒေါ်မေရီလည်းသူ့အတွက်ကမ်းပေးမဲ့စေးစီဘူးကိုယူပြီးတော့ဇဝဲရှင်မှာချထားတဲ့အလူခံဖလားတဲ့ကိုငွေတချို့ထည့်ပြီးအိမ်ကိုပြန်လာခဲ့တယ်။ဒီလိုနဲ့ညနေဆောင်ရောက်တော့ စေကူဖို့လာတဲ့သူတွေပါသွားတဲ့အတွက်အောင်မြတ်တော်တို့ဆရာတစ်ဘက်သုံးယောက်ဖလားထဲမှာရှိတဲ့အလူငွေတွေကိုအဲ့တလုံးနဲ့ထည့်ဆရာဘာထုသေးလဲဒီကောင်ရဲ့အငွေသက်တွေတော့ခံစားမိနေတယ်မကြခင်အဖြစ်သိရတော့မထင်နဲ့အောင်မြတ်သားရဲ့စကားကြောင့်မကောင်းတဲ့ခွန်လာတို့ဘာမှဆက်မမီးတော့ပဲစေကူဖို့ပြင်ထားတဲ့ဇပွဲကိုတိမ်ပြီးတော့နေရုံကိုပြီလို့အကျောဖြစ်နေလိုက်ကြတယ်ညာဘက်ရောက်တော့အောင်မြတ်သားတို့ဆရာတစ်ဘက်တွေဟာ ရွာထဲမှာဖျောင်းနိုင်တဲ့အမွှေးတော်ဝယ်ဖို့ထွက်လာတဲ့အချိန်အောင်လင်းမျိုးတွေထိန်းနေအောင်ထွန်းထားတဲ့အိမ်တအိမ်ရဲ့အရှိကိုရောက်လာခဲ့တယ်။အင်းရှိရောက်တော့အောင်မြတ်သားဆက်မသွားသေးပဲခြံထဲကိုကြည့်လိုက်တော့နီးညိုရောင်မိခိုးတွေဟိုဟိုဒီဒီဝေးဝါးလှုပ်ရှားနေတာကိုမြင်လိုက်ရတယ်။ဆရာဘာဖြစ်လို့လဲ။ဒီအိမ်ထဲမှာရှိနေတဲ့အမွှေးသက်တွေကငါ့အယုံမှာမြင်ရတဲ့အမွှေးသက်နဲ့တူညီနေသလိုပဲ။ဆရာဟိုမှာကြည့်ပါဦး။ခေါလာလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ အင်္ဂရီနဲ့ဆောက်လုပ်ထားတဲ့နှကိုရဲ့အရှိမပလိုင်းတလုံးလဲပြီးခါထောက်ရစ်နေတဲ့အသက်30ရွယ်လူတစ်ယောက်ကိုပါမြင်လိုက်ရတယ်။အဲ့ဒီလူကအောင်မြတ်သားတို့မြင်တော့စက်ခနဲ့အနောက်ကိုဆုတ်သွားပြီးသူနေထိုင်တဲ့နှကိုနဲ့ကိုခုံဝင်ကပြောက်ကွယ်သွားခဲ့တယ်။မကောင်ခွန်လအခုချက်ချင်းဓမ္မယုံပြင်ရအောင်။အောင်မြတ်သားရဲ့စကားကြောင့်မကောင်နဲ့ခွန်လတို့နှစ်ယောက်တဲခုရဓမ္မယုံရှိတဲ့ဘက်ကိုခတ်တုတ်တုတ်လေးပြန်လာခဲ့ကြတယ်။ဓမ္မယုံရောက်တော့အောင်မြတ်သား ဝင်းပေါက်တဲတဲမှာဖျောင်းနိုင်သုံးနိုင်ထုံးပြီငါရဲ့အမိတ်မရပဲဘယ်သူမှအီစီသုံးတော်ကိုမကြုံလွန်စေရလို့အမိတ်ပြက်ပြီတမလခွေထိုင်ကစောင့်နေခဲ့တယ်ခဏနေတော့ရွာတဲ့ဘက်ကနေပလိုင်းတလုံးလွယ်ထားတဲ့လူတယောက်ဓမယုံအရှိတ်တဲ့ကိုရှောက်လာပြီးတော့ဖျောင်းနိုင်ထုံးထားတဲ့နေရာကိုအရောက်မှခြေစုံကိုရက်ကာနင်တော့ဘယ်သူလှုပ်လိုက်တာလဲအောင်မြတ်ကပလိုင်းလွယ်ထားတဲ့လူကိုစိတ်စိတ်ကြည့်ပြီးတင်းတကယ်လွတ်မြောက်ခဲ့တာပဲ ဒါကဘလို့မှမဖြစ်နိုင်တဲ့အရာပဲနော်ငါ့ကိုနှစ်ပေါင်းများစွာရေအောက်မှာချုပ်နှောင်ထားခဲ့ပြီးပြီလေမင်းတို့မကျင်နဲ့နိုင်ကြသေးဘူးလားကျုပ်တို့ကပေးအပ်တဲ့တာဝန်ကိုထမ်းဆောင်နေတဲ့သူတွေပါတဲ့လို့ကိုလိုမြောက်ဖို့အတွက်နေရာအစားထိုးဖို့လူရှာနေတယ်လို့တော့မဟုတ်ပေါ့ဗျာငါကသူတို့ဆေဘွားရှာလို့များတဲ့စီးစိမ်တွေရှာပေးပြီးတော့ကုညင်းနေရလေဘယ်နဲ့လူသားထိုးရမှာလဲတရားကကုညင်းနေတာလားသူ့ငရေတွေနဲ့ပို့နေရလား အရင်ကလည်းအခုလိုမျိုးလုံးလုံးအချုံတော်ခံရတာကိုစိတ်မကမရှိသေးပါလားနော်။အောင်မြတ်သားရဲ့စကားကြောင့်ပလားလွယ်ထားတဲ့လူရဲ့မျက်လုံးကမိခဲတခဲလိုရဲကနေဖြစ်သွားပြီးခန္ဓာကိုယ်ကနေလဲပကြားအပ်သလိုဖြစ်ကမြူးကုန်းငွေတွေထွက်ပေါ်လာခဲ့တယ်။ဒီကောင်ဘာပါလဲဆိုပြီးမောက်ကောင်းကအံ့ဩစွာရေရွပ်ပြီးကြိလိုက်တဲ့အချိန်ပလားလွယ်ထားတဲ့လူကပလိုက်နေရတဲ့ရေရဲတောက်နေတဲ့မြေကြီးကလေးကိုနှိုက်ထုတ်ပြီးတော့အောင်မြတ်သားတို့ဘက်ကိုပြစ်ပေါက်လိုက်တယ်။ မိခဲတွေကအောင်မြတ်တာထွန်းထားတဲ့ဖျောင်းနိုင်သုံးနိုင်ကို မရောက်ခင်မှာပဲမိဘွားတွေဖြာကနဲ့နှွတ်ထပ်ပြီးအပြင်ကိုပြန်ကန်ထွက်သွားသလိုမိဘွားမိစားတွေကနေချက်ချင်းမကောင်းဆုံးဝါကောင်တဲ့အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။တကောလုံးမိတောက်မိလျံတွေဟောင်းဟောင်းတောက်နေတဲ့မိတောက်မိစားတွေဟာဓမ္မယုံဝင်ပေါက်တဲ့တဲ့မှာစင်ထားတဲ့စီးသုံးတန်ကို ချိုးဖြတ်ဖို့အတွက်အနာခံပြီးတူးဝင်လာခဲ့တယ်။ဒါပေမဲ့လည်းဖျောင်းနိုင်သုံးနိုင်ကထိုးညှိထားတဲ့မိတောက်တွေကရှိကနေရှိကနေအော်မြီပြီးတော့တူးဝင်လာတဲ့မိတောက်တွေကိုဟန်တားနေတဲ့အချိန် ပလိုင်းလွှဲထားတဲ့ကောင်ကအနောက်ကိုဆုတ်ပြီးခြေလမ်းကျဲကြီးတွေနဲ့ထွက်သွားတာကိုမြင်လိုက်ရတယ်။မကောင်ခွန်လမင်းတို့ကဒီကောင်တွေကိုထိန်းတာငါဟိုကောင်နောက်ကိုလိုက်ပါအောင်မယ်။မဟုတ်ရင်အိမ်သားတွေအကုန်လုံးဒီကောင်ဒုက္ခပေးလိုက်မယ်။အောင်မြတ်သားဆိုရင်စွာနဲ့ပြောပြီးတော့လွယ်အုပ်ကိုလွှဲပြီးမိစ္ဆာမီတာ၃ကောင်ကြားတဲ့ကိုပြေးဝင်သွားခဲ့တယ်။မိစ္ဆာကောင်တွေကလည်းအောင်မြတ်သားကိုမြင်တော့ကြံ့နေတဲ့လက်တွေနဲ့ကုတ်ဖက်ဖို့ကြိုးစားပေမဲ့အနောက်ကိုကတ်မြပဲဘီးကိုရိုင်းချသွားခဲ့တယ်။ အမျက်သာအပြင်ကိုရောက်ပြီးဆိုရနဲ့မကောင်းတဲ့ခွန်လာတို့ကမဲဆောက်ကောင်တွေရွာထဲမထွက်သွားစေဖို့အတွက်အချုံနောက်အစီမံတမျိုးဖြစ်တဲ့ခြေချုပ်ကွန်ရက်အင်းကိုအသက်သွင်းပြီးတော့ဓမာယုံအရှိကိုပြစ်လွတ်လိုက်တယ်။ခြေချုပ်အင်းဆိုတာစမအခရာတွေနဲ့ရှုပ်ထွေးပွေလီအောင် ရေးဆွဲထားတဲ့အချုံအင်းတမျိုးဖြစ်တဲ့အတွက်မေဆောက်ကောင်တွေအနေနဲ့ခြေချုံမိပြီးတော့လှုပ်ရှားလို့မရဖြစ်နေခဲ့တယ်။မေဒီဘယ်မှာလဲထွက်လာစမ်း။အောင်မောင်ကငှက်ကြီးတောင်ဓာတ်ကိုဆွဲပြီးအိမ်မှာမြင်တဲ့လူမှန်သမျှကိုလက်ခုပ်နေရကြောင် အိမ်ရလူတွေရောအလုတ်သမားတွေပါဝယုံသုံးကဖြစ်ကုန်တယ်။အားလုံးနောက်ဆုတ်ထားကြသူ့နာမကတ်နဲ့။အောင်မြတ်သားအိမ်သားတွေကိုဒရိပေးပြီးအောင်မောင်နဲ့မလတ်မကတ်မှာဝင်ရလိုက်တယ်။အောင်မောင်ကအောင်မြတ်သားကိုမြင်တော့ငှက်ကြီးတောင်ဓာတ်ကိုဝင်ပြီးခုတ်ဖို့ပြေးဝင်လာတဲ့အချိန်။အောင်မြတ်သားခန္ဓာကိုယ်ကိုဝေးကရှောင်းလိုက်ပြီးအောင်မောင်ရဲ့နှစ်ဖူးကိုလက်နဲ့ဆက်ခနဲ့ရိုက်ချလိုက်တယ်။ဒီချိန်မှာတော့အောင်မောင်ရဲ့ခန္ဓာကိုယ်ထဲမှာပူကက်နေတဲ့မော်ပလိုက်ရမနေတာတော့ပဲမူလရုပ်တဲ့အတိုင်းကဲကြီးဘက်ကိုပြေးထွက်သွားခဲ့တယ် အောင်မြတ်သားလည်းမောင်ပလိုက်ပြေးသွားတဲ့နောက်ကိုလိုက်သွားမလို့လှုပ်ပြီးကမှကိုဟန်ကိုထိန်းလိုက်ပြီအောင်မောင်တတိယလာပြီလားကျုပ်ကျုပ်ဘယ်လိုဖြစ်သွားတာလဲခမားကရောဘယ်သူလဲကျုပ်ဘယ်သူဆိုတာအရေးမကြီးဘူးအခုခမားတို့ခြေထဲမှာနှကောဆောက်ပေးထားတဲ့သူ့ရောဘယ်သူဘယ်ပါဆိုတာသိရဲ့လားဒီပုဂ္ဂိုလ်ကကျုပ်တို့ကိုကြီးပွားတုတ္တဟာကိုညီပေးနေတဲ့သူလေမင်းမြင်မှာတော့ဟုတ်တာပေါ့ဒါမဲ့ဒီကောင်က မင်းကိုရောမင်းတို့တမီသားစုလုံးကိုပါသူ့ရဲ့အခိုင်းစိန်အဖြစ်ခိုင်းမှုကြက်နေတာကွာဘလို့မင်းသားလည်းအောင်ပြောပြဖို့အချိန်မရသေးဘူးအခုချက်ချင်းဟော်ဒီဆေးပြအောင်ရေဖြော်ပြီးတော့အိမ်နဲ့လိုက်ဖြန်းအောင်မြတ်သားလည်းအောင်မောင်းတို့တအိမ်လုံးကိုဆေးပြရည်နဲ့ဖြန်းကားလိုက်တော့အိမ်မော်ကနေရောချမ်းဝင်းတေးကပါငိုရိုအော်ဟစ်ပြီးထွက်ပြေးကြတဲ့အရေးရောင်တွေပေါ်လာခဲ့တယ်တော်သေးတာပေါ့နောက်ထပ်တစ်ပတ်လောက်နောက်ကျရင်မင်းမိမအရင်သိမှာကျမိမဘာလို့တရားမှလဲ မိမိမှဖြစ်နေတဲ့ဒုနာယောဂါဆိုတာတမယိုးကြမဟုတ်ဘူးကွမိကိုကွက်နေတဲ့ကောင်းရဲ့ပညာဆက်မိနေတာမိမယုံရင်ကြောက်ပြမယ်အောင်မြတ်တာကအောင်မရဲ့မိမဖြစ်သူကိုခေါ်ပြီးတော့မနက်ကပေးခဲ့တဲ့စေးစီနဲ့ဆက်တက်လိုက်တဲ့အခါခြေပွားအောက်ကနေညဉ့်ညဉ့်အရေးတွေစိတ်ချလာခဲ့တယ်။သူကကျွတ်တို့ကိုစီးပွားတက်အောင်လှုပ်ပေးနေတာကိုရောဘာပြောမလဲ။စီးပွားတက်အောင်လှုပ်တာထက်မင်းကအကုသို့များလှုပ်နေအား။မင်းအသက်တက်ကိုတက်လေလေ သူ့မှာဆွာအောင်ပို့တိုးလိမ့်မယ်။နောက်ဆုံးသူ့ရဲ့ဆွာအမြင့်ဆုံးအချိန်မှာမင်းကိုသူ့နေရာအစားထိုးပြီး तू ကတခြားနေရာကိုထွက်သွားဖို့ကြိုးစားနေတာကွ။အဲ့ဒီချိန်ဓမ္မယုံမှကြံ့ငဲတဲ့မကောင်းတဲ့ခွန်လာတို့ရောက်လာတယ်။ဆရာဟိုကလွတ်သွားပြီလား။အချိန်နေမဟန်တော့ခဏရှောင်ထောက်သွားတဲ့ပုံပဲ။မင်းတို့ရော အချိန်နေဘလို့လဲ။ဟိုတုံးကောင်ကိုတော့ခြေချုပ်အင်းနဲ့ဓမ္မယုံဘေးကအုံးမြမှာချီခဲ့တယ်။အခုကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ။ အရင်ဆုံးအိမ်သားတွေအားလုံးသူ့ရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်အောင်လုပ်ပေးရမယ်။အောင်မြတ်သားစကားမဆုံးခင်မှာပဲအောင်မောင်ရဲ့တာသမီးတွေတည်းကအငယ်ဆုံးကလေးမရဲ့ခန္ဓာကိုယ်ဟာတုတ်လေကောက်ကွေးပြီးတော့ဗဇက်ကနေအမြုပ်တစီစီထွက်လာခဲ့တယ်။မကောင်ကလေးမလေးကိုရင်မဲတိုက်ပြီးလက်ပြချုပ်တာ။မကောင်လည်းကလေးမလေးရှိတဲ့ဘက်ကိုပြေးသွားတဲ့အချိန်အကြီးဆုံးကောင်လေးကမတည့်ရက်နေဟီဟာအော်ဟီလိုတိုင်တဲ့နေရာကိုပြေးဆောင်မလေးရောဒီတကားတော့ခွန်လာမနေတာတော့ပဲ။ တိုင်နဲ့စောက်နေတဲ့ကောင်လေးကိုဂိုပိုးကနေချုပ်ပြီးတော့ဗစက်ထဲကိုလေးခွက်ရည်တွေရဲ့ထိုးထက်ကချုပ်ထားလိုက်တယ်။မြင်မိမဟုတ်လား။ဒီကောင်ကမင်းတို့တဲ့အိမ်လုံးကိုဒုက္ခပေးနေပြီ။တခုခုလောက်ပါဦးစရာရဲ့။သူ့ကိုစားတွေ့တော့ရခဲ့တဲ့ပစ္စည်းဘယ်မှာထားထားလဲ။နှကုန်းထဲမှာရှိတယ်။ချုပ်ပြမယ်။အောင်မောင်ကခြံနောက်မှာရှိတဲ့နှကုန်းကိုသွားပြီးကြည့်လိုက်တော့ပလန်းလွယ်ထားတဲ့ရုပ်ထုကိုမတွေ့ရတော့ပဲ။မိကျွတ်နေတဲ့ခြေရုပ်တစ်ခုကိုပဲမြင်တွေ့လိုက်ရတယ်။ ဒီကောင်နန်ကိုပါဖြတ်ပြီးချီအားဖြောက်သွားခဲ့တာပဲကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆရာလောလောဆယ်တော့အိမ်သားတွေကိုအရင်ကုတ်ပေးရမယ်ပြီးမှဘာလုပ်ကြမလဲတိုင်ပြကြတာပေါ့အောင်မြတ်သားလည်းအိမ်သားတွေကိုစုခိုင်းပြီးတော့တယောက်ချင်းစီမှာရှိနေတဲ့ဆက်တွေကိုထုတ်နေတဲ့အချိန်ကန်စာဘက်ကနေအသက်နဲ့ကြီးနဲ့အဟင့်နေတဲ့အသက်ကိုကြားလိုက်ရတယ်အားလုံးခြံထဲကနေအပြင်းမထွက်ကြနဲ့မကောင်းတဲ့ခွန်လာကဒီမှာနေခဲ့ပြီးတော့အိမ်သားတွေကိုစောင့်ကြည့်ထားပြီး ဆရာတယောက်ထဲပေါမလို့လားမကောင်းရဲ့စကားကိုအောင်မြတ်သားဘာမှပြစ်မချစ်ပဲလွယ်အိတ်လွယ်လို့ကန်ဆက်ဘက်ကိုထွက်လာခဲ့တယ်ညာကအတက်အစ်နဲ့နေပြီမို့ကန်ဆက်တစ်ခုလို့အမောင်တို့ကြီးစိုးနေပြီရေလမ်းတွေရဲ့ရိုက်ပုတ်တံတွေကသာတစ်ချက်တစ်ချက်ထွက်ပေါ်လာခဲ့တယ်ရှုံမြေကိုနေမီဖြတ်ပြေးသွားတဲ့ခြေတဲ့ကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တော့ငါးအသိကောင်ကိုကြိုက်ထားတဲ့နန္နာဘဝတကောင်ဖြစ်နေတယ်နန္နာဘဝကောင်ကအောင်မြတ်သားအောင်မြင်တော့ကြောက်လန့်တကြားနဲ့ထွက်ပြေးသွားပြီးမရှိမနှောင်းမှပဲ ဆက်နေပြဲနှစ်ခုကြားရရနေမင်းအလေးရောင်တစ်ခုဖြတ်ခနဲ့ပေါ်လာခဲ့တယ်။အောင်မြတ်သားကမင်းအလင်းစမြင်ရတဲ့ဆက်လေးပြဲနှစ်ခုကြားရကိုဆက်ကြည့်လိုက်တဲ့အခါရှစ်ဘွက်တွေအောက်မှာဝင်နေတဲ့မမဲအကောင်တရအရာတစ်ခုကိုမြင်လိုက်ရတယ်။ဟိတ်ပေါနေတာဘာလို့လဲထွက်လာခဲ့စမ်းအာနာပါဝါတန်ပြင်းပြင်းနဲ့လက်ညှိုးထိုးပြီးအမိတ်ပေးလိုက်တော့ဆက်လေးနှစ်ခုကြားထဲမှာပုံနေတဲ့ကောင်ကကုန်ပြီးထလာခဲ့တယ်။ခန္ဓာကိုယ်တစ်ခုလုံးစူးတွေအပြစ်ပါပြီ။ မျက်နာငါးပုံစံဖြစ်နေတဲ့အကောင်ကအောင်မြတ်တာကိုစစ်စစ်မကြည့်ရပဲဘေးဒဏ်နေထားလမ်းလျှောက်လာနေတာကိုမြင်လိုက်ရပါတယ်။တင်ရဘယ်သူလဲ။ဘာကြောင့်ဒီလိုနေရာမှာပုန်းနေတာလဲ။ငါအဲ့ဒီမှာနေတာကြပြီ။နင်ကရောဘယ်သူလဲ။ငါ့ကိုခေါ်ပြီးဘာလို့မလုပ်လဲ။မကြသေးခင်အချိန်ကဒီကိုလုံးမိခဲ့လို့ရရဲနေနေတဲ့လူတယောက်ကန်းဆက်ဘက်ကိုလာတာမြင်လိုက်လား။ပလိုင်းတစ်လုံးလွေထားတဲ့သူကိုပြောတာလား။ဟုတ်တယ်။ ူဘယ်ဘက်ကိုထွက်သွားတာမြင်လိုက်လဲ။ तू तू आ နေနေနောက်မှာလေ။ငါတပိုင်းလူတပိုင်းနာနာဘဝကောင်ရဲ့စကားကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါခန္ဓာကိုယ်ကနေမိတော့တွေထွက်နေတဲ့မောပလိုက်ကအောင်မြတ်သားရဲ့ခန္ဓာကိုယ်ကိုပလိုက်နဲ့အုပ်ချလိုက်တယ်။ရုတ်တရက်မို့အငိုင်းမိသွားတဲ့အောင်မြတ်သားညာဘက်လက်ကိုအပေါ်မြောက်ပြီးကားလိုက်တဲ့အခါပလိုက်ကခန္ဓာကိုယ်နဲ့ထိဖို့လက်နှလုံးကွာမှာရက်တက်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာပဲအောင်မြတ်သားရဲ့ဘဲညာလက်တစုံကနေငတ်ကြီးတောင်နှစ်လက်စီကင်ထားတဲ့အင်းဆောင်နှစ်ယောက်အရှိကိုဂျွန်းတို့ကခုန်ဆင်းလာပြီးမောင်ပလိုက်ရဲ့လက်ကိုတရှိရှိနဲ့ခုတ်ထစ်ပါလျော်ဓာတ်နဲ့ခုတ်လိုက်တဲ့မိဘွားတွေဖွာကနေဖွာကနေလွှဲထွက်ကြနေတာကြောင့်မောင်ပလိုက်ကြရှိမခံနိုင်တော့ပဲအောင်မြတ်သားကိုဖမ်းဖို့လောက်ကနေအနောက်ကိုဖြတ်ခနဲ့ဆွတ်လိုက်ပြီးပြောက်ခဲ့သွားခဲ့တယ်မောင်ပလိုက်မင်းအခုလောပြေလို့လွတ်နေရောလားအောင်မြတ်သားအဲ့ဒီလိုရရွတ်ပြီးတော့ လွယ်ဤထဲမှာပါလာတဲ့လေးကွက်ဤသုံးချက်ကိုလက်နှစ်ဖက်နဲ့အုပ်ကလေးပေါ်ပြစ်တင်လိုက်တယ်ဆိုရင်ပဲအင်းချက်တွေစီကနေအနုမြူလိုအလေးရောက်နေရရှုပ်မြေပေါ်ကိုထိုးချလာခဲ့တယ်။ဒီအလင်းရောက်ကြောင့်ရှုပ်မြေထဲမှာခိုးအောင်နေတဲ့မောက်ပလိုက်ကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတာကြောင့်အင်းစားနှစ်ယောက်ကလက်ထဲကင်ထားတဲ့ဓာတ်နဲ့စုခနဲ့ထိုးစားလိုက်တယ်ဆိုပေမဲ့မောက်ပလိုက်ကတခြားနေရာကိုခုံသွားတာကြောင့်မဖမ်းမိလိုက်ဘူး။ရှုပ်မြေအောက်မှာပုံနေတဲ့မောက်ပလိုက်ကလည်းသူရှိနေတာကိုသိနေမှရိမ့်မိသွားတဲ့အတွက် လှည့်မြဲတဲ့အချိန်နဲ့ပင်လယ်ပြင်ဘက်ကိုရှုပ်မြင်အားကနေပြေးဆင်းသွားခဲ့တယ်။ဒီတခါတော့အောင်မြတ်သာကိုယ်တိုင်ကန်ဆက်ကမြေကြီးကိုလက်နဲ့ထိပြီးပင်လယ်ပြင်ကိုစောင့်ကြည့်နေသောပင်လယ်ဆောင်နမင်းကြီးနဲ့တကွဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များအနေနဲ့ဤငရဲမကြဝင်းမကြောက်တဲ့အစီရုပ်ထုအားတင်းတို့ပိုင်တဲ့အတွေ့ရနေဘဲမှယူလျောက်မသွားရအောင်ဖန်းစီချုံနောက်ထားကြစီသားလို့အမိန့်ပြန်ပြီးတော့လက်ကိုရုပ်လိုက်တဲ့အချိန်ပင်လယ်ပြင်ကနေခရော့ပုံစံလိုလိုလှမ်းတဘိုးလိုလိုတက်လာပြီးတော့ မောင်ပလိုင်းကိုရစ်ပတ်ထားလိုက်တယ်။အောင်မြတ်သားလည်းရေလိုက်နေဖို့တွေကြားထဲမှာပြိမိနေတဲ့မောင်ပလိုင်းကိုဖမ်းတော့ဖို့အတွက်လက်ကိုဆက်တန်းလိုက်တဲ့အချိန်ကောင်းကင်ပြင်ကနေအနည်းရောက်လက်ပွားတစ်ခုရုတ်တရက်ပေါ်လာပြီးတော့မောင်ပလိုင်းကိုဆက်ခနဲ့ဆွဲယူသွားခဲ့ပါတော့တယ်။အောင်မြတ်သားလည်းသူ့ရဲ့လက်ထက်ကနေမောင်ပလိုင်းကိုလူယူသွားတဲ့အမျိုးမင်းမသိပုံကိုယ်ကိုထူးဆန်းစွာနဲ့ငေးကြည့်နေတဲ့အချိန်ငါးခုသောကြောက်ကွင်းနဲ့ဖန်ထားတဲ့နတ်ဆိုးမိစ္ဆာကောင်ပြက်လို့နေပါလားဆိုတဲ့အသက်ကြောင့်အနောက်ကိုလှဲကြည့်လိုက်တော့ ဒီပေါ်မှာမတည့်ရက်နေတဲ့အဖိုးကိုတယောက်ကိုမြင်လိုက်ရတယ်။ဘိုးဖြူစင်မလားဘယ်ကနေရုတ်တရက်ရောက်လာတာလဲလူလေးရဲ့လက်ချက်နဲ့ဖန်ဆီးခံရမဲ့မော်ပလာကိုလာခေါ်ဖို့ရောက်လာတာကွ။ဒါပေမဲ့လာချင်းကအနေနဲ့နောက်ကျသွားခဲ့တယ်လို့လေအဖိုးခုနကမြင်လိုက်တဲ့လက်ပိုင်ရှင်ကစတုမဟာတဲ့နတ်ပြည်အောက်ဆုံးမှာဖန်ခံထားရတဲ့နတ်မိတ်ဆာမဟုတ်လားဟုတ်တယ်လို့လေခြေနှစ်ဖက်လက်နှစ်ဖက်လက်ဘင်းတွေကိုကြောက်ခွေးနဲ့ဖန်ထားခဲ့ရတဲ့နတ်မိတ်ဆာ ဘလို့ကြောက်ပြဲပြဲလွတ်နေရတာလည်းမသိဘူးအဖိုးမြေပြောရင်တော့လူလေးတို့ရဲ့လာမယ့်ခရီးစရာအကျဉ်းနဲ့နေတော့မယ်ဆိုတာပဲဆရာသခင်တွေသာတာဝန်ပေးမယ်ဆိုရင်ဒီကောင်တော့ကိုမမှုပါဘူးဒါနဲ့နမိတ်စာကောင်ကမော်ပလန့်ကိုဘာကြောက်ပြဲငေါ်သွားခဲ့ရတာလဲနမိတ်စာကောင်ရဲ့လက်အောက်မှာရင်မိတ်စာမြင်မိတ်စာမိမိတ်စာလိမ့်မိတ်စာဆိုပြီးတော့မှတပည့်လေးယောက်ရှိတယ်ကွအခုလူလေးဖတ်မှုစူးစမ်းတဲ့မော်ပလန့်ကမိမိတ်စာအစ်စ်ရှိတဲ့အကောင်ပဲ ို့တခင်ချုံနောက်ခံထားရတဲ့ကာလမှာသူ့ရဲ့လရင်တပည့်တွေကိုလည်းမတူညီတဲ့အနေပဲမှာဖမ်းချုပ်ထားခဲ့ကြတယ်။အခုဒီကောင်လုံးလာတော့သူ့ရဲ့တပည့်တွေကို ပြည့်စုစည်းဖို့လာခေါ်သွားတာလို့ယူဆရမယ်။ဒါဆိုရင်မောင်ပလိုင်းလိုပဲနောက်ထပ်၃ယောက်ထပ်ပြီးရှိနေသေးတယ်လို့ပြောချင်တာလား။ဟုတ်တယ်လူလေးဒီကိစ္စကိုအဖို့ပြေရောက်တာနဲ့ဆရာတော်ကိုရှောက်တင်လိုက်မယ်။မင်းတို့လည်းဒီရွာမှာကိစ္စအမြန်ဖြတ်ပြီးတော့မဟာမြန်ကိုဝင်လာခဲ့ကြ။ကျွန်တော်တို့၃ယောက်လုံးဝင်လာရမှာလားအဖို့။ ဒီအချိန်နေဆိုရင်တော့မင်းတို့၃ယောက်ပြင်တခြားတပည့်တွေကိုပါဆင့်ခုံရမယ့်ပုံပဲကဲအာယုံမတက်ခင်မဟာမြိုင်တော်ဆက်ကိုအရောက်လာခဲ့ကြတော့ဘိုးဖြူစင်ကအောင်မြတ်တာကိုစကားပါပြရနဲ့လေထဲမှာတည်းပျောက်ခွဲသွားခဲ့တယ်ပရိသတ်များရှင့်ဒီတခါတော့အောင်မြတ်တာတို့အနေနဲ့မဟာမြိုင်တိုးတဲ့ကိုပြဝင်ပြီးအင်အားစုစည်းရတဲ့ပုံတို့ရင်ဆိုင်ရမယ့်နတ်ပိတ်ဆိုင်ရဲ့စွာအားကြီးမပုံသူ့ရဲ့လည်ရင်တပည့်တွေဖြစ်တဲ့ မိရေလေးမြေးဆိုတဲ့ကောက်နေနဲ့ရင်ဆိုင်ရတဲ့ပုံတွေကိုအောင်မြတ်တာနဲ့ငါးမျိုးကြောက်ွင်းမိစ္ဆာမင်းဆိုတဲ့ဝိထုလေးမှာပရိသတ်ကြီးအားစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်နော်အချိန်ပေးပြီးနားဆင်အားပေးကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလားစာရေးဆရာဇေယနာရမညောက်လဲကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင်ဒီဇလုံးလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းချမ်းသာခြင်းတွေကို အစင်ထာဝရပတ်စံနိုင်ကြပါစေရှင်